လာပါကွန်ဆန်ကိုရီးယားလမ်းဝေးပြီးမှပြန်လာတယ်ခင်ဗျာကျွန်တော်တို့အမှတ်စဉ်လေးတော့ကိုရီးယားမူရင်းပြီးစလီလုံးနဲ့ဆေးလုံးကိုကျွန်တော်အမှတ်စဉ်နေ့ထိဆေးလုံးကိုကျွန်တော်ရှင်းပြတော့ခဲ့ပါတယ်ကျွန်တော်အခုလက်ရှိကျန်းနေတဲ့မူရင်းပြီးစလီလုံးနဲ့နေမှာကျွန်တော်လေးလုံးကျန်းနေရပါအဲ့ဒီလေးလုံးကိုကျွန်တော်ဆက်လက်ပြီးရှင်းပြကြပါမယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့နံပါတ် ံပါတ်10ကျွန်တော်တို့ချီချီ OT ကျွန်တော်တို့ရှင်းပြတာပါခင်ဗျာချီ OT ရှင်းပြတာပြီးခုဒီနံပါတ်7 7ကနံပါတ်7ကကျွန်တော်တို့အခုရှင်းပြမယ်စကားလုံးကတော့ key out ဖြစ်ပါတယ်ခင်ဗျာအခုရှင်းပြမယ်စကားလုံးကတော့ကျွန်တော်တို့ key out ဖြစ်ပါတယ်ခင်ဗျာ key out ပါ key out ကတော့ကျွန်တော်တို့ခုရှင်းပြမယ် key out ကတော့ကျွန်တော်တို့ မြန်မာမြန်မာပြည်အတန်ဆိုရင်တော့သူကခဝေးတန်ထွက်ပါတယ်ခင်ဗျာမြန်မာပြည်တန်ဆိုရင်တော့သူကခဝေးတန်ထွက်ပါတယ်ကျွန်တော်တို့ကိုရီးယားနေနဲ့သူ့ရဲ့ဒီစက်လုံးစက်လုံးလေးကိုကိုရီးယားခေါ်နေနေဆိုရင်တော့သူတို့အတန်ထွက်ကတော့ခီဥလို့အတန်ထွက်ပါတယ်ခင်ဗျာခီဥလို့အတန်ထွက်ပါတယ်ခီဥလို့အတန်ထွက်ပါတယ်ရေးပုံရေးနေရတော့ခီဥရဲ့ရေးပုံရေးနေရတော့ကျွန်တော်တို့ တုတ်ချောင်းလေးတစ်ချောင်းကန့်လက်မြဲဆွဲလိုက်ပါမယ်ပထမအဦးဆုံးအဲ့ရကနံပါတ်1အနေနဲ့တစ်ချောင်းဆွဲလိုက်ပါမယ်အဲ့ဒီအစုံကနေမှအောက်တစ်ချောင်းကိုခက်ခွေးခွေးလေးကျွန်တော်တို့ဆွဲပါမယ်ခက်ခွေးခွေးဆွဲမှာနံပါတ်2ပါခင်ဗျာနံပါတ်2ပါအဲ့ရနေမှအလေကောင်းတစ်တရနေမှတစ်ချောင်းလေးကန့်လက်မြဲလေးကန့်အဲကန့်လက်လေးတစ်ချောင်းထပ်ပြီးဆွဲပါမယ်ခင်ဗျာနံပါတ်3ဆွဲရမှာပါ သူ့ကိုကျွန်တော်တို့မြန်မာအခေယပြီးနေနေဆိုတော့ခါကွေးအတန်အတွက်ရပါတယ်ခင်ဗျာနောက်ပိုင်းကျွန်တော်တို့တရားတွေပါနေနဲ့နောက်ပိုင်းတရားတွေပါနေနဲ့တွေ့တဲ့အခါမှာသူ့ကိုကျွန်တော်တို့ခါဝေးတန်နဲ့ထွက်သွားပါမယ်သူ့ရဲ့စကလုံးလေးကိုတော့ကိုရီးယားလိုခီဥလိုကျွန်တော်တို့ခေါ်ပါတယ်ခင်ဗျာ ခီဥလိုခေါ်ပါတယ်ကျွန်တော်တို့တရားတွေနဲ့နောက်ပိုင်းဥပမာပြောမယ်ဆိုရင်တော့ဒီကတရားလေးပေါ့နော်ဒါဆိုရင် ကျွန်တော်တို့ကိုရီးယားတရအနေနဲ့ရေးရှာတရလေးပါခင်ဗျာဥပမာအားတို့ထွက်ပါတယ်နော်မန်နေရယ်သူကရေးရှာရဲ့တရလေးပါခင်ဗျာဒီကောင်ဆိုရင်ရေးရှာတရလေးဥပမာကျွန်တော်တို့ဒီကခီဥနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ခီဥနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ဒါဆိုရင်ခါဝေးတန်ကိုထည့်ပြီးတော့ကျွန်တော်တို့ခီဥတို့အတန်မထွက်တော့ပါဘူးခါဝေးဥပဲကျွန်တော်တို့မြန်မာအခေယခါဝေးဥပဲကျွန်တော်တို့ယူပြီးတော့ခါရုပဲကျွန်တော်တို့ကြာဆိုရင် အတန်ထွက်သွားပါမယ်ခင်ဗျာကျွန်တော်နောက်ပိုင်းဆိုရင်ဒီခီဥကကျွန်တော်တို့ဒီခီဥကတရားနဲ့တွေ့တဲ့အခါမှာဒီကျွန်တော်တို့ရဲ့အတူပေါ့အတူအလွယ်တကူပြောမယ်ဆိုရင်အတူမြန်မာအခေယခခွေးနေ့အတန်နဲ့ပဲကျွန်တော်တို့ကယူသွားပါမယ်မြန်မာအခေယခခွေးအတန်ယူပါတော့ခင်ဗျာအဲ့တော့ကျွန်တော်တို့တရားတရားရေးချာနဲ့တွေ့တဲ့အချိန်မှာ သူရဲ့အလွယ်ကျွန်တော်တို့အတူခောက်ဆိုရင်တော့အာအာ တရပေါ့နော်အဲ့ဒီသူကအာတရနဲ့တွေ့တဲ့ခါမှာသူ့ကိုခါဆိုပြီးကျွန်တော်တို့ကအတန်ထွက်သွားပါမယ်ခင်ဗျာပြီးကြီးကျွန်တော်ပြီးကြီးရှင်းပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်တရတွေကိုဆက်လက်ပြီးရှင်းပြပေးပါမယ်အခုကတော့ကျွန်တော်မွေးမြီး၁၄လုံးကိုပဲအရင်ရှင်းပြပါမယ်အဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ key out ကိုကျွန်တော်တို့ရှင်းပြသွားပါပြီနံပါတ်၁၁ အဲ့တော့မူရင်းပြည်ကိုရီးယားအခေယာမူရင်းပြည်14လုံးရှိတဲ့တဲမှာဟို17လုံးရှင်းပြသွားပါပြီ။ကျန်တာက3လုံးပဲကျန်ပါတို့တယ်။ကိုကိုရီးယားကိုရီးယားအခေယာမှာဆိုရင်လည်းပြည်ကစုစုပေါင်း16လုံးရှိပါတယ်။ကျွန်တော်တို့မူရင်းပြည်14လုံးနဲ့ပေါင်းဆက်ပြီးနောက်ထပ်5လုံးနဲ့ဆိုရင်စုစုပေါင်း16လုံးရှိပါတယ်။ကိုရီးယားအခေယာမှာစုစုပေါင်းကျွန်တော်တို့ပြည်ပေါ့နော်ကိုရီးယားအခေယာပြည်မှာစုစုပေါင်း16လုံးရှိပါတယ်။ကျွန်တော်တို့မြန်မာ မြန်မာ အခရာပြီးမှဆိုရင်တော့ကျွန်တော်တို့ကာကြီးခဝေကံရဲ့ကာကြီးငါဆိုပြီးအာထီ33လုံးရှိပါတယ်။ဗူရိယအခရာပြီးရတော့ကျွန်တော်တို့မြန်မာအခရာပြီးတဲ့နေပါတယ်။ကျွန်တော်တို့မြန်မာအခရာပြီးမှဆိုရင်33လုံးရှိပါတယ်ခင်ဗျာကာကြီးခဝေနဲ့အာထီဗူရိယမှာတော့ကိုစီကိုရီးယားအခရာပြီးမှတော့စုစုပေါင်းမှ19လုံးပဲရှိပါတယ်။မူရင်းပြီး14လုံးနဲ့ပေါင်းဆက်ပြီး15လုံးနဲ့စုစုပေါင်း19လုံးပါခင်ဗျာ။ ျွန်တော်အခုနံပါတ်7အထိကျွန်တော်ရှင်းပြပြီးသွားပါပြီဆက်လက်ပြီးကျွန်တော်တို့ကြံရှိနေတဲ့မူရင်းပြီးသုံးလုံးဆက်လက်ပြီးတွားကြအောင်ပါခင်ဗျာမြန်မာပြည်နဲ့ဆိုင်ကိုရီးယားပြည်ကစလုံးကြီးနေတယ်လို့ပြောရမှာပေါ့ခင်ဗျာအခုနံပါတ် စတိ QD ကျွန်တော်တို့ရှင်းပြသွားပါပြီနာမည်စနစ်ဒါနဲ့ကျွန်တော်တို့ရှင်းပြသွားမှာကတော့ TU ဖြစ်ပါတယ်ခင်ဗျာ TU ပါခင်ဗျာကျွန်တော်တို့နောက်ထပ်အခုရှင်းပြသွားမှာကတော့ကျွန်တော်တို့ TU ဖြစ်ပါတယ်ခင်ဗျာ TU ကတော့အင်္ဂလိပ်အခရာ E ပုံစံလေးပါခင်ဗျာ KU ကတော့အင်္ဂလိပ်အခရာ E ပုံစံလေးပါ TU ကိုကျွန်တော်တို့ မြန်မာအခေယအတန်တို့ကတော့ထဆင်သူတို့ကျွန်တော်တို့ထွက်သွားမှာပဲမြန်မာအခေယအတန်တို့ကထဆင်သူပါသူ့ကိုကိုရီးယားရဲ့အခေါ်ကတော့ကိုရီးယားရဲ့တလူသူတို့အတိတ်ပြရတော့ထီဥလို့ကျွန်တော်တို့အတန်ထွက်ပါတယ်ခင်ဗျာကျွန်တော်နောက်ပိုင်းကြီးနေတဲ့ရေပုံကြီးရေအတန်တွဲပုံစံလေးတွေကျွန်တော်တက်တက်ဇာလီနဲ့ဖြစ်ဖြစ်တမမွေချိပက် အိမေပုံလေးပဲဖြစ်ဖြစ်အိတ်ဆဲပုံလေးပဲဖြစ်ဖြစ်ကျွန်တော်နောက်ပိုင်းကျတော့တင်ပြီးသွားပါမယ်ခင်ဗျာစူးစီးပြီးတော့ခုချိန်မှတော့ကျွန်တော်တလုံးချင်းပဲရှင်းပြပြီးတော့အခုကတော့ကျွန်တော်စလုံးပုံစံလေးတွေပဲရှင်းပြသွားတာပါနောက်ပိုင်းတော့ကျွန်တော်ဆရာလေးနဲ့ဖြစ်ဖြစ်ပုံလေးနဲ့ကျွန်တော်တင်ပြီးသွားပါမယ်ခင်ဗျာအခုကကျွန်တော်တို့နမစံစနစ်စနလုံးမြောက်ကိုရီးယားပြည်မူရင်းပြည်စနလုံးမြောက်ကတော့ TU ကိုကျွန်တော်တို့အတန်ထွက်ပါတယ် သူ့နောက်ပိုင်းမှာကျွန်တော်တို့ကထဆင်သူတန်နဲ့ကျွန်တော်တို့တုံးသွားပါမယ်သူတို့အတန်တွဲကိုစလုံးပေါင်းကြီးအတန်ထွက်တဲ့ခါကျတော့ထဆင်သူတန်နဲ့ကျွန်တော်တို့ယူတုံးသွားပါမယ်ဥပမာခုနပြောသလိုပေါ့နော်ကျွန်တော်တို့အာတရနဲ့ကျွန်တော်တို့တွေ့တဲ့အခါမှာဥပမာကျွန်တော်တို့အာတရနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ထာဆိုပြီးတော့ကျွန်တော်တို့ကအတန်ထွက်သွားပါမယ်အဲ့တော့ TU ရေးပုံရေးနေရတော့ တို့အလွယ်တကူဆုံးပြောရင်တော့ဒုတ်ချောင်းလေးကန့်လန့်ပြက်လေးနှစ်ချောင်းအရင်ဆွဲပါမယ်။နံပါတ်၁ကပထမဆုံးဒုတ်ချောင်းဆွဲပါမယ်။နံပါတ်၂ကအလယ်ကဒုတ်ချောင်းဆွဲပါမယ်။နံပါတ်၃ကချစ်တက်တက်ရနေတချောင်းဆွဲပါမယ်။နံပါတ်၄ကအဆုံးပိတ်တချောင်းဆွဲသွားပါမယ်ခင်ဗျာ။ဒါကျွန်တော်တို့ ठी ဥကိုရေးပုံရေးနေပဲဖြစ်ပါတယ်ကျွန်တော်တို့ကအခုကကျွန်တော်ပထမဆုံးရှင်းပြခြင်းတော့က ရေးပုံရေးနည်းကိုပဲကျွန်တော်ရှင်းပြသွားတာပါနောက်ပိုင်းအတန်တွက်ကျွန်တော်တို့အတန်တွက်နဲ့မြန်မာအခေယစကလုံးထအတန်နဲ့ကျွန်တော်ဇာတိတက်တက်လေးနဲ့ကျွန်တော်ရေးပြီးတော့ထုတ်လုပ်ပြီးတော့ကျွန်တော်တင်ပေးသွားပါမယ်ခင်ဗျာအင်မေးဖိုင်လေးပဲဖြစ်ဖြစ်အိတ်ဇဲဖိုင်လေးပဲဖြစ်ဖြစ်ကျွန်တော်စင်ပြေးတဲ့ဟာလေးနဲ့တင်ပေးသွားပါမယ်ခင်ဗျာအခုကျွန်တော်တို့ TO ကိုရမ်ဝင်းပြီး TO စနစ်စနစ်တီစနစ်လုံးမြောက်တွေကျွန်တော်တို့ ရှင်းပြသွားပါပြီခင်ဗျာအဲ့တော့ကျွန်တော်တို့နောက်ထပ်နှလုံးမူရင်းပြီးဇလီလုံးနဲ့နှလုံးကျန်တာကိုကျွန်တော်ဆက်လက်ပြီးရှင်းပြသွားပါမယ်နံပါတ်73တော့ကတော့73လုံးမြောက်ကတော့ PU ဖြစ်ပါတယ်ခင်ဗျာနံပါတ်73လုံးမြောက်ကတော့ကျွန်တော်တို့ PU ဖြစ်ပါတယ်ခင်ဗျာ PU ပါကျွန်တော်တို့ PU ကတော့ ီဥရဲ့ရေးပုံရေးသားနေရာတော့ကျွန်တော်တို့ဖီဥဖြစ်ပါတယ်ကျွန်တော်ရေးပုံရေးသားနေရာတော့အခရာအတန်တွက်ကတော့မြန်မာအခရာအတန်တွက်ကတော့ဖပရုတ်အတန်ထွက်ပါမယ်ဖပရုတ်အတန်ရပါတယ်သူ့ရဲ့ရေးပုံရေးသားနေရာတော့ခင်ဗျာကျွန်တော်တို့ကန်ကန်လန့်ပြတို့ရှောင်းလေးတစ်ချောင်းအရင်ဆွဲလိုက်ပါမယ်နမနစ်အနေနဲ့မြင်းပြန်ပုံမှန်သဘောမျိုးလေးမြင်းကြီးပြန်လေးနှစ်ချောင်းဆွဲပါမယ် နံပါတ်3အနေနဲ့ကအပိတ်လေးပါခင်ဗျာအဲ့ဒါကတော့ဖြီဦးဖြစ်ပါတယ်မြမအခေယဖာဝရုပံသူကဖာဝရုတန်ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်တို့လက်ရှိလက်ရှိရှိရတော့ကျွန်တော်တို့73လုံးမြောက်ထိမူရင်းပြီး73လုံးမြောက်ထိကျွန်တော်တို့သွားပြီးသွားပြီးပါခင်ဗျာနောက်ဆက်နောက်ဆုံးကြံတဲ့74လုံးမြောက်ကိုကျွန်တော်တို့ဆက်လက်သွားကြအောင်ပါခင်ဗျာနောက်ထပ်74လုံးမြောက်ကတော့ကျွန်တော်တို့ ဟာဒန်ထွက်တဲ့ဟီဥဖြစ်ပါတယ်ခင်ဗျာဟာဒန်ထွက်တဲ့ဟီဥဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဟာဒန်ထွက်တဲ့ဟီဥကကျွန်တော်တို့ရေးပုံရေးတန်းနေရတော့တူချောင်းတူတွေတချောင်းကိုအရင်ဆွဲပါမယ်နံပါတ်1အနေနဲ့နံပါတ်2အနေနဲ့ကသူ့ရဲ့နှစ်ဆ 30 30ပြောရမှာပေါ့နော်သူဒုဆောင်ဒူလေးရဲ့30တန်းလောက်ကိုကျွန်တော်တို့ဒူလီယာမြင်းချောင်းအနေနဲ့ဆွေးပါမယ်အောက်ဆုံးတတိယအနေနဲ့ဆိုသူ့အောက်ကနေမှကျွန်တော်တို့ကဝါလုံးလေးအဝိုင်းလေးပေါ့ဗျာဝါလုံးအဝိုင်းလေးဆွေးပါမယ်ချူလေးထိပြီးတော့ဆွေးပါတယ်အလွယ်ကူတော့ရေးရတဲ့တိုင်းလေးပဲကျွန်တော်တို့ရေးကြပါတယ်များသောအားဖြင့်အဲ့ဒီဟာအီဟာဒန်ဟာဒန်ရပါတယ်နောက်ကျွန်တော်တို့ တရားနဲ့တွေ့တဲ့အခါမှာသူ့ကိုဟနေနေပြီကျွန်တော်တို့သုံးပါမယ်ဒါပေမဲ့သူတလုံးနဲ့ကိုရီးယားအခေါ်ကတော့ကျွန်တော်တို့ဟီဥလို့ခေါ်ပါတယ်ခင်ဗျာအခုကျွန်တော်အမဆင်သုံးထီရတော့ကိုရီးယားမူရင်ပြည်14လုံးထီကျွန်တော်ပြောသွားခြင်းဖြစ်ပါတယ်ကြံ့ကြည့်နေတဲ့အောင်ဆက်ပြီး၅လုံးကိုနောက်စီဇန်တစ်ခုမှပဲကျွန်တော်ဆက်လက်တင်ပြပါမယ်အခုဒီတော့ကျွန်တော်တို့အခုကျွန်တော်လက်ရှိလက်ရှိဒီကျွန်တော်ချင်းပြန်ထားတော့ မူရင်းပြီး14လုံးပဲဖြစ်ပါတယ်ခင်ဗျာမူရင်းပြီး14လုံးနဲ့အနည်းချုပ်အနေနဲ့ကတော့တန်ချီပြီးက3လုံးပါပါတယ်နီဥမီဥဤဥဆိုပြီးတန်ချီပြီး3လုံးပါပါတယ်ကျန်တဲ့17လုံးကတော့တန်တူတန်ပြက်တွေပေါ့ခင်ဗျာအဲ့တော့ကျွန်တော်တို့ကြည့်ရှုသူအားလုံးနေနဲ့ဒီမူရင်းပြီး14လုံးနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ် ကွမ်ဆောင်ကိုရီးယားလန်ဂွေ့ဘီကိုကြည့်ရှုနေကြတော့ငယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးကျမ်းမာရှမ်းသာတော်မူကြပါစေ။နောက်အစီအစဉ်မှာတော့ကျွန်တော်တို့ပေါင်းဆက်ပြီးငါးလုံးကိုဆက်လက်သွားကြအောင်ပါခင်ဗျာ။စီစဉ်နေအားလုံးပြီးဆုံးတဲ့နောက်ပိုင်းမှာကျွန်တော်မြန်မာအတန်ထွက်ရမယ့်အတန်တွဲလေးနဲ့ကိုရီးယားခေါ်နာမည်လေးကြီးနဲ့ကျွန်တော်ဇာတ်လေးလှုပ်ပြီးတော့ကျွန်တော်တင်ပေးသွားပါမယ်။အားလုံးပဲကျမ်းမာရှမ်းသာတော်မူကြပါစေခင်ဗျာ။